business owner တယောက်အနေနဲ့ HR တွေရဲ့ role တွေ responsibility တွေအသစ်တွေကို လေ့ကိုလေ့လာထားသင့်တယ်လို့ထင်ပါသလားဒီချက်ကို sharing လေးပေးချင်ပါတယ်ဖွဲ့စည်းတွေထဲမှာလုပ်ငန်းတွေလုပ်ဆောင်ကြတဲ့အခါမှာ business owner တွေက HR ရဲ့ management ဘိုင်းနေမှာ negotiator အနေနဲ့ administrative work တွေကိုအများကြီးတာဝန်ပေးတာတွေရှိပါတယ် ဘစ်စက်အုံနာတွေကသာလင် decision making တွေကိုဖွဲ့စည်းတွက်တော့ချမှတ်ပေးရတာဖြစ်ပါတယ်။အဲ့တော့တခါတည်းရမှာဘစ်စက်အုံနာတွေကဒီအချက်တွေက organization အတွက်လုပ်ကိုလုပ်တဲ့နဲ့လုပ်ကိုလုပ်ရမယ်ဆိုတဲ့ decision making တွေချမှတ်ပေးလိုက်လို့ရှိရင်ဒီအချက်တွေက HR တွေအတွက် pressure တွေဖြစ်စေပါတယ်။ထို့အတူဒီအချက်တွေက employees တွေအတွက်ဆိုလို့ရှိရင်တော့ fair and just ကိုသွားပြီးတော့မှ ထိခိုက်သွားတာတွေသွားပြီးတော့လိုအပ်သွားတာတွေဖြစ်တတ်ပါတယ်။ ဲ့လိုမျိုးသာဖြစ်လာခဲ့လို့ရှိရင် employee တွေအနေနဲ့ကလည်းမပျော်ရွှင်တော့ဘူး performance တွေထွက်လာဖို့ performance ကောင်းကောင်းတွေထွက်လာဖို့ဆိုရလဲမလွယ်ကူတော့ပါဘူးဒါကြောင့်မို့လို့ဒီ business ကြီးရဲ့အောင်မြင်ဖို့ဆိုရလဲပဲတကယ်ကိုနှောင့်နှေးကြမ်းကြပြီးမလွယ်ကူတဲ့အခြေအနေတွေဖြစ်နိုင်ပါတယ်ဒါကြောင့် business owner တွေအနေနဲ့ HR တွေရဲ့ role တွေ responsibility တွေအသစ်တွေကိုအကြမ်းမြင့်လောက်တော့လေးကိုလေ့လာထားတင်တယ်လို့ ဒီညလေးမှာဒီချက်က sharing လေးပေးခြင်းပါတယ်ရှင်။ဒီချက်တော့ဖြူဖြူဝင်းခိုင်မှာ SPB ရပါရှင်။